ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥတုယဆိုးပါဥတုယဆိုးယဟန်လားယဟန်တုယဆိုးတုယကိုတုယဥတုယဆိုးပါအသက်44နှစ်ဆိုတော့ဟာရုံးဝင်တန်းနေပြည်တော်ပါဆရာကြီးကောင်းပါပြီဆရာကြီးခင်ဗျားတဲ့မျက်လုံးဝါစီးဝါအသားလည်းနည်းနည်းဝါကျင်ပါတယ်တဲ့ဟုတ်ပြီအသေးကတော့မအောင်ပါတဲ့ဟုတ်ပြီစီးရင်တဝိုက်တဲ့တင်းပြီးတော့တဲ့အနေရခက်ပါတယ်တဲ့ ဟုတ်ပြီအရင်ကတော့တဲ့ရေဖြင်းဖြစ်လို့တဲ့တစ်ခါဖောက်ထုတ်ဘူးပါတဲ့တဲ့ဟုတ်ပြီအရက်တော့တောက်တတ်ပါတဲ့တဲ့အကြံဉာဏ်လေးညွှန်ကြားပေးပါတဲ့ဩတစ်ချက်တစ်ချက်လေးပြီးတော့ပါပါဟုတ်အဲ့တောက်တတ်တဲ့အရက်အကျင်လေးကိုဖြတ်လိုက်ပါဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ကဲ့ပါကိုကိုအရင်မေးပါအောင်ဟုတ်ကဲ့ပါဆရာကြီးရဖြတ်မလားရှာဖြတ်မလားမိမဖြတ်မလားပေါ့ဟုတ်ကဲ့ဆရာကြီးနော်ဟုတ်အဲ့လိုမျိုးပြဖြတ်လိုက်ပါဟုတ်ကဲ့ပါဆရာကြီးအဖြတ်အကောင်းဆုံးကတော့ဆရာပဲအကြံပြရဆိုရက်ဖြတ်လိုက်ပါဟုတ်ကဲ့ ဟုတ်ကဲ့ဆရာကြီးအရက်ဖြတ်ပြီးတော့ရေပူတော့ပါဟုတ်ကဲ့ပါဆရာကြီးအဲရေပူတော့တဲ့အခါမှာရေလည်းဖြစ်ဆေးလည်းဖြစ်အောင်အဲတောက်တဲ့ရေကကြောက်ဖြုံသီးတို့ဖရဲသီးတို့ဘူးသီးတို့တခွားသီးတို့အဲလိုရုံးမတီသီးရောရရတယ်ရုံးမတီသီးလည်းရပါတယ်နော်ခဝဲသီးတို့ဟုတ်ကဲ့ဆရာကြီးဘုံလုံးသီးခေါ်တယ်လားဟာဘုံလုံးသီးအဲလိုအေးတဲ့အသီးတွေကိုဟင်းချက်စားပါ ြုတ်တို့ပါနောက်ဆုံးဘာမှမလုပ်နိုင်လို့ရှိရင်အဲ့ဒီပြုတ်ရည်လေးတွေကိုကော်ဖီနဲ့ဖြော်တော့ဟုတ်တညက်ကလေးနဲ့ဖြော်တော့ဟုတ်ကဲ့ဆရာအဲ့ဒါတွေဟာတောက်တက်ရင်စီးပဲဟုတ်ကဲ့ဆရာနော်ဟုတ်ကဲ့ပါတောက်တက်ရင်စီးပဲမြမတိုင်းရင်စီးပညာမှာအသီးအနှံမှန်သမျှတုံးတက်ရင်အကုန်စီးဝင်တယ်ဟုတ်ကဲ့ဆရာကြီးမတုံးတက်ရင်ဘေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ဒီနေရာမှာတော့ ဈေးနဲ့ဘေးကွဲအောင်ကွဲပြောပါဆိုရင်တော့နှစ်ပိုင်းကွဲပြောကြပါလေဟုတ်ကဲ့ပူရာနဲ့အေးရာပူရာနဲ့အေးရာနှစ်ခုမှာပူရာမှန်သမျှရက်ပါဟုတ်ကဲ့ပါအေးတဲ့အသီးအနှံအပွင့်နော်အခေါက်အရွက်အားလုံးမြှွေးခြင်းအားဖြင့်ဒီယောဂါဈေးတမျှအားကိုးရပါလိမ့်မယ်လို့အကြံပြုလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ